အဲ့တော့ဒီဘုရားမှာအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ရုပ်ចောင်းနံចောင်းသင်တဲ့အခါနောက်ဆုံးမှာဒီဘုရားမှာမရင်ကျက်သေးလို့ဖြစ်စေမိမိရဲ့ဆွမ်းအတ္တတည်းမပြည့်စုံသေးလို့ဖြစ်စေတရားတို့တရားမြတ်မရဘူးဆိုရင်납ပြေရောက်တဲ့အခါမှာ납ပြေမှာဘုရားပရိနိဗ္ဗာန်စံသွားတာပူပူလွေးလွေးပဲရှိသေးတယ်ဒုသတ္တန်နဲ့သာကြာပြီးနှစ်ပေါင်း2000 900ကျော်သွားပြီဆိုတော့ ။အော်နတ်သက်တမ်းနဲ့ကြတော့ခဏလေးပဲရှိတော့မယ်။အဲ့တော့နတ်တိပြောတဲ့တရားကိုနားရလိုက်ပါရှင်။နတ်ပြေရောက်ရင်ဘုရားတို့တရားမြတ်ရဖို့ရှိတယ်ပေါ့။အဲ့ဒါတောင်မှမရဘူးလွဲချော်သွားအောင်ပဲဆိုလို့ရှိရင်နောက်ဆုံးမှာကိုတင်းလာတဲ့ဆွမ်းအာတတ္တိကဘလောက်ကြီးမားတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့နသင်ချေနဲ့ကဘာတသိန်းဖြည့်လာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အရိမတိယဘုရားမပွင့်ခင်ပြစ်စင်ကဘုရားလည်းဖြစ်နိုင်တာပဲပေါ့ ကျင့်လို့ဆုံးလို့လားနော်ဒါကတော့ပါရမီဖြည့်ထားတဲ့အတိုင်းဖြစ်မှာပေါ့တမန်အသိဉာဏ်များဆိုရင်တော့တရားဥဒ္ဓမြတ်ရပါနိုင်တယ်ပေါ့အဲဒါကြောင့်မလို့အဘိဓမ္မာသင်ယူခြင်းဒီတမန်ဒိဋ္ဌိဉာဏ်ကိုရင့်တန်စေတယ်ရင့်တန်စေနိုင်တယ်ဆိုတာဒါမှန်ကန်တဲ့စကားတစ်ခုပဲအသိဉာဏ်ကိုရင့်တန်စေတယ်တမန်ဒိဋ္ဌိဉာဏ်ရင့်တန်မှုအတွက်သင်ရမယ်သင်ယူခြင်းကစတယ် ဒါကြောင့်ဝိသုဒ္ဓိမေမှာပညာဘာဝနာဆိုပညာကိုဖြစ်အောင်လုပ်တဲ့အခါမှာခြေဥစွာပညာဘူမိပညာတိုးတက်ဖို့ရတဲ့သင်ယူရမယ့်အချက်တွေကိုအရင်ပြရတယ်။ပြပြီးတဲ့အခါမှာပညာမူလတဲ့ပညာရဲ့အခြေခံကိုတစ်ခါဖော်ပြ။အဲ့ဒီပညာဖြစ်ဖို့အတွက်အခြေခံတွေကဘာတွေလဲဆိုတော့သီလဝိသုဒ္ဓိနဲ့စိတ်တော်ဝိသုဒ္ဓိ။ ဆိုလိုတာကသီလနဲ့တမာတိပဲနော်ခွေချင်းသီလပြည့်စုံတယ်တမာတိဖြစ်ပါဒီနှစ်ခုကလည်းဆက်ဆက်ထားတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလနဲ့တမာတိဆိုတာမဂ္ဂင်ရှင်ပါတဲ့ကအရေးပါတဲ့ဟာတွေပဲလေအဲ့ဒါကြောင့်မလို့သီလကိုအရင်ပြည့်စုံတာဒါဖြင့်သီလကဘုသူ့ကိုအကျိုးပြုတာတော့ဆိုတော့တမာတိကိုအကျိုးပြုတာသီလအဲ့မို့သီလနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့တုတ်တန်ရှိတယ် သီလံအဝိပတိတာရယသီလရှိလို့ရှိရင်စိတ်နှလုံးရှင်ရှင်သာတယ်စိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးအေးတော့ဘာဖြစ်လဲပမောစဝမ်းမြောက်တယ်ဝမ်းမြောက်တော့ဘာဖြစ်လဲပိတိနစ်ချိုက်တယ်နစ်ချိုက်တော့ဘာဖြစ်လဲပတ္တတိငြိမ်းချမ်းတယ်ငြိမ်းချမ်းတော့ဘာဖြစ်လဲဒုက္ခချမ်းသာတယ်ချမ်းသာတော့ဘာဖြစ်လဲသမာဓိ